မင်္ဂလာပါရှင်မိုးလေဝသအချိန်လေးကိုကျမရုံးရဲ့ဒီကနေ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မေလ29ရက်နေ့မနက်10:45မိနစ်ချိန်ကယ်ဘာနာဝမ်ချူရကနေဖမ်းယူရရှိထားတဲ့ပုံကြည့်ရဲ့အခါမှာတော့ကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်ရမှာတိန်သင်းတဲ့ကနေတိန်ထူရနေပါတယ်။ကျန်မင်္ဂလားပင်လယ်အော်မှာကတော့တိန်သင်းတဲ့ပြည်တော်နေရတွေ့ရပါတယ်ရှင်။မြန်မာနိုင်ငံပေါ်မှာကတော့မြို့ဝကျွန်းပေါ်ဒေသတွေနဲ့တောင်ပိုင်းဒေသတွေမှာတိမ်ထွက်နေပြီးတော့ကြံဒေသတွေမှာကတော့တိမ်သင်းတဲ့ဖြစ်တုံးနေအောင်တွေ့ရပါရဲ့ရှင်။ ဆက်လက်ပြီးတော့မီလာ28ရက်နေ့အတွက်ခမန်းချက်တွေကိုတင်ဆက်ပေးကြပါမယ်။မြန်မာပြည်လည်ပြင်ချင်းတွေကိုခံမဲရမယ်ဆိုရင်မြန်မာကမ်းရိုးတန်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာလှိုင်းအထင်တင်ရနေလှိုင်းကြည့်နိုင်ပါတယ်။ရခိုင်ကမ်းရိုးတန်းရှောက်မြဝကျမောကမ်းရိုးတန်းရှောက်မွန်ကမ်းရိုးတန်းရှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာလှိုင်းအမြင့်ရ၄ဘီလောက်မြင့်တက်နိုင်ပါတယ်။တနင်္လာကမ်းရိုးတန်းရှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာကတော့လှိုင်းအမြင့်ရ၆ဘီကနေ၈ဘီလောက်ထိမြင့်တက်နိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ ဒီတိုက်ခိုက်နိုင်မှုခံမှန်းချက်နေနေရတော့ရခိုင်ကမ်းရိုးတန်းမှာတနားရီကို15မိုင်ရနေ18မိုင်ထိတိုက်ခိုက်နိုင်ပါတယ်။မြို့ဝကျမကမ်းရိုးတန်း၊မွန်ကမ်းရိုးတန်းနဲ့တင်းလိုက်ကမ်းရိုးတန်းနေမှာတော့တနားရီကို18မိုင်ရနေ -30 ထိတိုက်ခိုက်နိုင်တယ်လို့ခံမှန်းထားပါတယ်ရှင်။မိုးရသွန်းနိုင်မှုခံမှန်းချက်နေနေရတော့စခိုင်းတိုင်းအောက်ပိုင်းချင်းပြည်နယ်မန္တလေးတိုင်းမကွေးတိုင်းမှာနေရောင်ကွက်ကြားမိုးထစ်ချုံရနိုင်ပါတယ်။ကြံနေတိုင်းမှာတော့နေရာကျကျရနေနေရာနှံပြမိုးထစ်ချုံရနိုင်တယ်လို့ခန့်မှန်းထားပါရှင်။ မေလ28ရက်နေ့အတွက်ခန်းလျံတီအချင်းတွေတင်ပြရမယ်ဆိုရင်မိုးရွာဖို့အခြေအနေတွေရှိနေပေမဲ့လည်းမြန်မာတနိုင်ငံလုံးမှာလွန်ကဲအဆင့်ဖြစ်တဲ့အညွန်ငိတ်တံမိုး7တင်းနဲ့အထက်ကိုကျော်လွန်နိုင်ပါတယ်။အဲ့ဒီတည်းကမှရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာအညွန်ငိတ်တံမိုးကအမြင့်ဆုံးဖြစ်နိုင်ပြီးတော့73.1တိရှိနိုင်ပါတယ်။ကယားပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာတော့ခန်းလွန်ရောင်ကြီးအညွန်ကိတ်အနေအထားဖြစ်နိုင်ပြီးတော့17.5စီရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ မြို့တော်ရည်ရဲ့မိုးလေဝသခန့်မှန်းချက်နေနေရတော့နေပြောင်းတဲ့နေတွင်မှာအမြင့်ဆုံးပူချိန်က35ဒီဂရီစင်တီဂရိတ်အနိမ့်ဆုံးပူချိန်25ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်နေပြီးတော့မှတော့တိမ်သင့်တဲ့ဖြစ်တော့နိုင်ပါတယ်ရှင်ရှမ်းကမြို့နယ်နီးပွိုင်းမှာအမြင့်ဆုံးပူချိန်35ဒီဂရီစင်တီဂရိတ်အနည်းဆုံးပူချိန်25ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ရန်ကုန်မှာတော့မိုးတစ်ချိန်တစ်ချိန်ထစ်ချုံရနိုင်ပါတယ်။မိုးရွာဖို့တေချာမှုက80ရာခိုင်နှုန်းရှိနိုင်ပါတယ်။ မန္တလေးမြို့နယ်နီးတွင်းမှာအမြင့်ဆုံးမူချိန်39ဒီဂရီစင်တီဂရိတ်အနည်းဆုံးမူချိန်28ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။မန္တလေးမှာလည်းတိမ်သင့်တဲ့ဖြစ်တော်နိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ဆက်လက်ပြီးတော့နေပြည်တော်ရှမ်းကမန္တလေးမြို့ရဲ့တပတ်တွင်းမှုလေဝသခံမှန်းချက်တွေကိုထုတ်လင်းနေဆက်ပြီးသွားအောင်ပါဖြစ်ပါရရှင်။ဒီရှုအားပေးကြတဲ့အတွက်ကျေးဇူးထူပဲတင်ပါတယ်။ပရိသတ်တွေအားလုံးတဘာဝဘေးရန်တွေကနေကင်းဝေးနေကြပါသေးရှင်။